မင်္ဂလာပါရှင် MCLDOS New Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့အနုပညာလောကရင်းဆယ်စုနှစ်နှစ်ခုတိုင်အောင်ပြည်သက်ရှင်နေရှိနေတဲ့တရုတ်ဆောင်အေဝီတောင်ကတော့အမျိုးသားကိုထိန်လို့မဝသေးဘူးဆိုပြီးတော့သူ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့အိမ်အောင်ကြီးကြောင့်ပြည်သက်ကိုရှင်ဖွင့်လိုက်ပါတယ်ကြောင်ရဇယုတ်တိုင်းမှာလည်းပြည်ပြောင်းတရုတ်ဆောင်တဲ့သူအလှူတန်းကိုလည်းမကြာခဏပြုတ်လုပ်တတ်ပြီးပတ်စံအရန်ချမ်းသာပြီးသူမပေါ်တိတ်ချစ်တဲ့ယောက်ျားကိုလည်းပိုင်ဆိုင်ထားတဲ့သူပါ တရုတ်ဆောင်မအေးတောင်းနဲ့အမျိုးသား MZSOL လက်တို့ရဲ့မင်္ဂလာပွဲကိုပြီးခဲ့တဲ့2022ခုနှစ်ကထိုင်းနိုင်ငံပန်ကောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။2022ခုနှစ်မေလ2ရက်နေ့ကမအေးတောင်းတို့ချစ်သူနှစ်ဦးတို့ရဲ့ထိမ်းမြလက်ထက်ချင်းခန္ဓာကိုပန်ကောက်မြို့ရှိ Calvary Baptist ဘုရားကျောင်းမှာကျင်းပခဲ့ပြီးအဲဒီနေ့ညပိုင်းမှာပဲပန်ကောက်မှာရှိတဲ့ Expansion University ဝင်းတွင်ရှိ St. Louis Marity Montfort ကံပယ်မှာထပ်မံပြုလုပ်ခဲ့ပါသေးတယ်။ အခုအိမ်အောင်ကြနှစ်နှစ်ကျော်သွားပြီပဲမလဲအမျိုးသားဖြစ်သူကိုချစ်မဝထိမဝသေးဘူးလို့လဲမအေးတောင်းကပြောပြထားပါသေးတယ်အမျိုးသားကကိုထန့်ငယ်ပေမဲ့သူကကိုကိုအကြီးတောင်လို့ပဲအမြဲတမ်းဆက်ဆံတာမို့အားကိုရတဲ့ယောက်ျားတယောက်လို့ပဲချော်လိုက်ရင်တော့ကိုဟန်ကိုဘာမှမဖြစ်ပေမဲ့သူ့ကိုတွေ့ရင်ကိုကျင်လာတယ်ဆိုပြီးတော့မအေးတောင်းကသူ့ရဲ့တာယာပျော်ရွှင်အိမ်တော်ကြီးအကြောင်းကိုပရိသတ်ကိုပုံမှန်လင်းလင်းရှင်းဖွင့်ထားပါတယ်ပေါဖောင်းလေးကလည်းမအေးတောင်းရဲ့အသက်၄၀ပြည့်မွေးနေ့ဖြစ်ချက်သိန်းထောင်ကျော်တဲ့ကာကြီးကိုလည်းဘတ်တီးဆာပရိုက်လုပ်ခဲ့တဲ့သူပါ အမျိုးသားကအဲဒီလိုမျိုး surprise လုပ်တတ်တဲ့သူမျိုးလည်းမဟုတ်ဘူးအဲဒီမွေးနေ့တုန်းကတော့သူ့ရဲ့ surprise ကဘဝအတွက်အမှတ်တရပဲလို့လဲမင်းကြီးတောင်းကကြွေထားပါသေးတယ်ခရီးရန်ဘာသာဝင်ဖြစ်လို့လဲတစ်ချိန်မှာတော့ဖခင်သခင်ကပေးပါလိမ့်မယ်ဖခင်သခင်ပေးတဲ့ချိန်ရမယ်ဆိုပြီးတော့လဲယုံကြည်ထားတယ်လို့မအေးတောင်းကပြောထားပါသေးတယ်ကိုကလည်းကလေးမလို့ကျင်သေးဘူးအမျိုးသားကကို့ဘေးမှာရှိနေရင်ကိုကို့ဘဝကပြည့်စုံနေပြီသူတော်ဘေးနားမှာရှိရင်ကိုကိုတိုင်းကကလေးလေးပြန်ဖြစ်သွားတာ တကယ်ပြောတာကိုကိုတိုင်ကမောင်ရဲ့ကလေးလေးလိုဖြစ်နေတာသာသမီဆိုတာဖះပေးတဲ့စုလိုပဲသတ်မှတ်ထားတယ်။သူနဲ့လက်ထပ်ပြီးရတော့မနေ့တနေ့ကလိုပဲခန်းစားရစီတယ်။အခုလိုမျိုးတာယာပြောရှင်ပွဲအိမ်တော်ကြီးဖြစ်ဖို့အတွက်နှစ်ယောက်စလုံးကနားလည်မှုပြည့်နဲ့တိဆောက်ထားရတာပါဆိုပြီးတော့လဲမအေးတောင်းကပြောထားပါသေးတယ်။တယောက်နဲ့တယောက်လိုအပ်တာတွေကိုပါရမီဖြည့်ပြီးတော့ပံ့ပိုးနေထိုင်ကြလို့လဲဆိုတဲ့ မေတောင်ကတော့မျိုးသားနဲ့ပတ်သက်ပြီးထုတ်ပြောတတ်တဲ့သူချစ်တယ်လို့တဖောက်ဖောက်ပြောတတ်သူပါလို့ဆိုရင်အမျိုးသားဖြစ်သူကတော့အဲ့ဒီလိုမပြောဘဲသူ့ရဲ့လောက်ရက်တွေနဲ့တက်သေးပြတဲ့လက်တွေ့သမားတက်ဦးလို့လဲမေအေးတောင်ကအမျိုးသားဖြစ်သူရဲ့ဇယိုက်လက္ခဏာတွေကိုလည်းဖွင့်ဟထားပါသေးတယ်။အဲ့ဒီလိုလေတော့ချစ်တဲ့ပုံစံလေးတွေကွဲတယ်လို့လဲမေအေးတောင်ကသူ့နှစ်ဦးရဲ့အချက်ရဲကြောင့်ကိုလည်းပြောထားပါသေးတယ်။ အမျိုးသားဖြစ်သူကအမြဲတစိမ့်စိမ့်နဲ့ဘေးနားကနေအရင်တကြည့်ကြည့်နေပြီးလိုအပ်တာတွေအမြဲမပြတ်ဖြည့်ဆည်းပေးတတ်တဲ့သူဟာဆိုပြီးတော့လဲမအေးတောင်းကတော့သူယောက်ျားရတာကံကောင်းတဲ့အကြောင်းပရိသတ်တွေကိုအားကျပွဲဖြစ်အောင်ပြောပြထားပါသေးတယ်ရှင်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ပရိသတ်များအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။